မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့တော်တော်များများကတည်ချင်ကြမယ်လို့ကျွန်တော်ကတော့ထင်တယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီငါတို့မြန်မာနိုင်ငံကနောက်9နှစ်ဆိုရင်နောက်10နှစ်ဆိုရင်ဘာတွေများဖြစ်လာအောင်မှလဲအခုလိုမျိုးခက်ခဲနေတဲ့အချိန်တွေကဆက်ပြီးတော့ရှိနေနိုင်အောင်မှလားနောက်9နှစ်ဆိုရင်ကောမျောလင်းချက်မဲ့ပြီလားမျောလင်းချက်တွေရှိသေးရဲ့လားနောက်10နှစ်ဆိုရင်တော့တခြားနိုင်ငံတွေထက်ငါတို့မြန်မာနိုင်ငံကြီးကတော်တော်လေးကိုနှိမ်ချနေပြီလားဆိုပြီးတော့ကျွန်တော်တို့တည်ချင်နေကြတဲ့အကြောင်းအရာတွေရှိတယ်။အရင်ကတည်းကလည်းမတူတာကကျွန်တော်တို့ခင်မှာဆိုရင်ဒါ AI artificial artificial intelligence စနစ်တွေပေါ်လာပြီအဲ့တော့အဲ့ဒီစနစ်တွေကဘာလုပ်ပြီးလို့ရလဲဆိုရင် အခုလက်ရှိကဘာမှာ တကဘာလုံးမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုဒီနောက်ဆုံးအချိန်အထိကို စနစ်တကျတေချာလေးတုံတက်လေးလာပြီးတော့အနာဂတ်မှာဘာဖြစ်လာနိုင်လဲဆိုတာကိုလည်း AI ကိုတေချာလေးမေးလို့ရနေပြီပေါ့နော်လွန်ခဲ့တဲ့ရက်တုန်းကပဲကျွန်တော်တို့ ChatGPT 4.5ဆိုတာထွက်လာတဲ့အပြင်ကိုကျွန်တော်တို့သူတို့ deep research ဆိုတဲ့ feature လေးပေါ့နော်။ကဲကို professional တယောက်ကိုငါ့ကို DR လေးလေးလာပေးပါဆိုပြီးတော့ခိုင်းစားတာနဲ့တွားပြီးတော့တူတယ်ပေါ့နော်။ဘာလို့ဆိုလဲဆိုရင်ကိုကအကြောင်းအရာတစ်ခုကိုတီးချင်နေဆိုရင်ဒီ deep research ဆိုတာလေးကိုအွန်ထားပြလိုက်တယ်ဆိုရင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ paragu doctor ဘွဲရတယောက်လို့ ကိုကိုဒီအချက်လက်တွေကိုစနစ်တကျရှာပေးတယ်ပြုစုပေးတယ်ပြီးရင်ကိုကိုစာတန်းနေနဲ့ပြန်ပြီးတော့ရေးပြပေးတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာပြောမှာကလည်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးနနီးပညာအနာဂတ်ဒီပေါ့နော်2026ကနေ2035အတွင်းမှာဖြစ်လာနိုင်မဲ့ဒီအနာဂတ်ကို ဘာတွေရှိမလဲဆိုတာကိုကျွန်တော် AI ကိုမေးထားတယ်အခုကျွန်တော်မေးထားတဲ့ AI ကဒီအခမဲ့ရတဲ့ AI တော့မဟုတ်ပါဘူးပတ်စံပေးပြီးတော့တုံးရတဲ့ AI ထဲမှာပါပါတယ်ဒုက္ခကြတော့ ChatGPT 4.5လည်းဖြစ်တယ်လို့ပြီးတော့ Deep Research ဆိုတဲ့ဟာလေးကိုလည်းကျွန်တော် on ထားပြီးတော့ဒီဟာလေးတွေကိုမေးထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီ AI ကကျွန်တော်ကမေးလိုက်တဲ့အချိန်ခါကြတော့ သူက10မိနစ်လောက်ကြာအောင်အင်တာနက်ပေါ်မှာဖြစ်နေတဲ့အကြောင်းအရာတွေကဘာပေါ်မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုသူကရှာလိုက်တယ်နောက်ဆုံးမိနစ်ပိုင်းအထိရှာလိုက်တယ်အဲ့ဒါရှာပြီးတဲ့အခါကျတော့သူကတေချာစဉ်းစားပြီးတော့ဒါအနောက်အနာကက်10နှစ်မှာဖြစ်လာနိုင်ခြေရှိရာတွေကိုတေချာလေးကိုတုံတက်ပြတာပေါ့နော်နောက်ဆုံးပေါ် AI ကနေပြီးတော့တုံတက်ပြထားတာလေးကိုကျွန်တော်တေချာလေးပြောပြပေးမယ်အဲ့တော့ဒါလေးကိုကျွန်တော်ကမှတ်စုထဲမှာကူးပြီးတော့ လုတ်ထားပြီးတာရှိတယ်ဗောနော်အဲ့တော့ဖက်ရလဲလွှဲအောင်ပို့ပြီးတော့လဲမြင်တာအောင်ကျွန်တော်လုတ်ထားပြီးတယ်အဲ့တော့ဒီထဲမှာပြောထားတဲ့အကြောင်းအရာတွေက ChatGPT ရဲ့နောက်ဆုံးပေါ် AI ကနေပြီးတော့တုံတက်ပြထားတာကိုကျွန်တော်တဆင့်ပြန်လဲဝေမျှပေးတာဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီ sel နဲ့အတွင်းမှာဘာတွေဖြစ်လာမလဲဆိုတာကိုတေချာလေးကြည့်လိုက်ရအောင်ကျွန်တော်မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်အာဏာသိမ်းတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်ပြင်းထန်တဲ့နိုင်ငံရေးဘေးအန္တရာယ်တွေစိတ်ရည်တွေ ကြုံခဲ့ရတာပေါ့နော်အဲ့ဒီကနေတဆင်းဒီစီးပွားရေးတွေပညာရေးတွေကဖွံ့ဖြိုးတိုးတက်မှုကတော်တော်လေးကိုနှောက်ကြွားတာပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာ2026နဲ့2035အတွင်းဘာတွေဖြစ်လာနိုင်လဲဆိုတာကိုအသေးစိတ်ကြီးပြောပြပေးမယ်2026မှာနိုင်ငံရေးကဘာတွေဖြစ်လာမလဲဆိုရင်ကျွန်တော်စစ်ကောင်စီကနေပြီးတော့ဂတိပြုထားတဲ့အထွေထွေရေးပွဲဆိုတာရှိတယ်အဲ့တော့အဲ့ဒါကို2025 match တုန်းကချိန်ညှခဲ့တယ် ။ဒါပေမဲ့ဒီ2026ရွေးကောက်ပွဲကိုဒီလက်နက်ကင်တွေ PDF တွေဆက်လက်ခုခံကြတာမျိုးတွေလုပ်မယ်။အာနိုင်ငံတကာကလည်းမဟုတ်မမှန်တဲ့ရွေးကောက်ပွဲဆိုပြီးတော့ဆန့်ကျင်တာမျိုးတွေဖြစ်လာနိုင်တယ်။2026မှာဒီစစ်တပ်ကအာဏာဆက်ရှိနေတယ်ဆိုပေမဲ့လည်းဒီတနိုင်ငံလုံးကိုလုံးဝပြီးပြည့်စုံအောင် လွှမ်းခြုံနိုင်တာထိန်းချုပ်နိုင်တာတော့မဟုတ်ဘူးเนาะပြီးတော့တနိုင်ငံလုံးကလည်းဒီအရှုံးမြတ်မတိတာတဲ့အခြေအနေမှာဆက်ပြီးတော့ရှိနေဦးမယ်။နောက်စီးပွားရေးအပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမြန်မာနိုင်ငံရဲ့ GDP တိုးတက်တာကတိရပိုင်းလုံးဝင်းကျင်တော့ပဲရှိရပါတော့။အဲ့ဒါအရင်ခေတ်တွေနဲ့ဘာမှမဆိုင်တော့ပဲနဲ့နိုင်ငံရဲ့စီးပွားရေးကတော်တော်လေးကိုဆိုးွားတာပါတော့။အဲ့ဒါပြီးတော့ကျွန်တော်တို့ငွေ inflation ငွေကြီးဖောက်ပွတာကလည်း2025မှာ15ရာခိုင်နှုန်းကျော် ရှိနိုင်တယ်ဗောနော်2026မှာပုံဆိုးမယ်ဆိုပြီးတော့ပြောတာဗောနော် ပြီးတော့နိုင်ငံခြားယင်းနီးမြုပ်နှံမှုတွေကအရန်မရှိတော့တဲ့အတွက်ကြောင့်မလို့2029မှာအလုံလက်မဲ့နှုန်းက24ရာခိုင်နှုန်းကျော်ရှိတယ် ဒါပေမဲ့2023မှာကကျတော့46ရာခိုင်နှုန်းလောက်ထိတောင်ရှိလာပြီပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူလက်တန်စားကပပျောက်သွားပြီးတော့တော်တော်များများကလူရည်ရဲ့တဝက်လောက်က poverty line အောက်ရောက်သွားတော့ပေါ့နော် poverty line ဆိုတာကနိုင်ငံတကာမှာတော်လေးကို extreme ဖြစ်တယ်ပေါ့နော်အလွန်အမင်းဆင်းရဲတဲ့ poverty line ဆိုတာတစ်နေ့ကို2ဒေါ်လာလောက်ပဲဝင်တဲ့လူတွေကိုပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာပြည်ကတစ်နေ့ကို2ဒေါ်လာလောက် အောက်ဘေးဝင်တဲ့လူဒန်းစားတွေကပုံများလာတယ်ဗောနော်အဲ့ဒါ90ရာခိုင်နှုန်းတော့တရှိလာတယ်လို့ပြောချင်တာဗောနော်အဲ့တော့2016မှာနီးပညာအားဖြင့်ဆိုရင်တော့တို့ဒီ social media နဲ့ internet ကိုထိန်းချုပ်ဖို့အတွက်စက်ကောင်စီကနေပြီးတော့ဒီ cyber law ကိုစပြီးတော့ပြတာနဲ့ VPN တုံးတဲ့လူတွေကိုလည်းတင်းတင်းကြပ်ကြပ်အရေးယူမယ်လို့တော့စီးမင်းနေချမှတ်လာနိုင်တယ်ဗောနော် CY လုပ်ငန်းဘိုင်းမှာဆိုရင်တော့ AI နည်းမြတွေကိုစတုံးလာပြီး2024မှာကလေးကိုက ဒီမြန်မာကုမ္ပဏီတရာကျော်ကျော်လောက်က AI ကိုစပြီးတော့တုံးထားတာပေါ့နော်2026မှာဆိုရင်တော့ဒီထက်ပိုပြီးတော့တုံးလာနိုင်တယ်ပြီးတော့စစ်အစိုးရဖက်ကနေပြီးတော့ဒီ digital ချက်တွေစောင်ရွက်နေတာရှိပြီးတော့ဒီ NUG ဖက်ကခါကြတော့ DMMK လို့ခေါ်တဲ့ဒီ digital မြန်မာချက်ပေါ့နော်သူက blockchain base ဖြစ်တဲ့ digital currency ကိုစပြီးတော့ introduce လုပ်ထားတာပေါ့နော်ပြီးရင်ဒါ net pay ပေါ့နော် NUG pay ကလည်း2023ခုနှစ်တခုနှစ်ထဲမှာပဲဒီချက်ဘီလီယံ300ကျော်ကျော် ရှိနေတယ်ဆိုပြီးတော့သူတို့ကထုတ်ပြန်ထားတာရှိတယ်ပေါ့နော်ဒါက2026နီးပညာအကြောင်းကိုပြောပြပေးတာပေါ့နော်2029မှာနိုင်ငံရေးကဘာတွေဖြစ်လာမလဲအဲ့တော့စစ်ကောင်စီကဒီ2026ရွေးကောက်ပွဲမှာအဲ့ဒီနောက်ပိုင်းမှာပြည်သူ့လွတ်တော်ကိုလှုပ်ထားတယ်ပေါ့နော်ဒါပေမဲ့အစိုးရအဖြစ်လက်ခံတာကပြည်သူအများစုကထောက်ခံတာတွေပါတယ်တော့မရှိသေးဘူးပေါ့နော်အယူကြီးအနေနဲ့ခါကြတော့လေဒီတိုင်းနာလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့စစ်တပ်ပေါ်တိုက်ခိုက်တာတွေကတဖြည်းဖြည်းပိုများလာနိုင်တယ် ပြီးရင်ဒီစစ်ကောင်စီဘက်ကနေပြီးတော့စစ်ဖက်မှာဆိုရင်တော့အင်အားကြီးရဲ့ဆိုပေမဲ့လည်းပဲနေမီထိန်ချုပ်မှုမှာကြတော့အားနည်းလာတယ်ပို့ပြီးတော့တိုးလာနိုင်တယ်လို့ပြောတယ်ပေါ့နော်ဒါက ChatGPT ပြောတာเนาะ2023အောက်တိုဘာလအထိစစ်တပ်ကနေပြီးတော့တိုင်းပြည်ရဲ့40ရာခိုင်နှုန်းထိန်းချုပ်ထားတယ်လို့ပြောတယ်ဒီ2029မှာဆိုရင်တော့ပို့ပြီးဆိုးလာနိုင်တယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့ဒီမြန်မာစစ်တပ်ထဲမှာလည်းဒါလူကြီးပိုင်းပြောင်းလဲနိုင်တယ်ဆိုတာလည်း တည်ထားရမယ်တဲ့နိုင်ငံတကာမှာလည်းဒီတချို့နိုင်ငံတွေဆိုရင်လည်းဒါ UNG ကိုတရားဝင်အတိအမှတ်ပြုလာတာတွေဖြစ်လာနိုင်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အာဆီယံနိုင်ငံတွေနဲ့အိန္ဒိနာချင်းနိုင်ငံတွေပေါ့နော်ထိုင်းတရုတ်အိန္ဒိယတွေကလည်းမြန်မာရဲ့ပြည်တွင်းရေးမှာဝင်ဆွဲဖက်တာမျိုးတွေမလုပ်ပေမဲ့လည်းဒီစစ်အစိုးရနဲ့ရေရှည်ဆက်ဆံရေးကိုပြန်ပြီးတော့တုံ့တက်တာမျိုးတွေရှိမယ်တရုတ်နဲ့ UNG ကလည်းပြောဆိုတာတွေရှိလာနိုင်တယ်ဆိုပြီးတော့ဒီ AI ကနေပြီးတော့ ုံးတက်ထားတာရှိရပေါ့နော်2029အတွင်းစီးပွားရေးမှာခါကြတော့ဒီကြက်ငွေကမခိုင်ပါဘူးပေါ့နော်ဖောင်းပွားနေတာဆက်ပြီးတော့ရှိမှာပဲအမေရိကန်ဒေါ်လာနဲ့ရှင်လိုက်မယ်ဆိုရင်ကျဆင်းနေဦးမယ်ပေါ့နော်စစ်ကောင်စီဘက်ကလည်းဒီ inflation rate ကိုထိန်းချုပ်ဖို့အတွက်ဒါတချို့လူတွေကိုတရားဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာတွေလုပ်အုံးမယ်လို့ယူဆရတယ်ပေါ့နော်ဒါ UNDP ကနေယူဆထားတာရှိတယ်ဒီ covid 19နောက်ပိုင်းပေါ့နော် အဲ့ဒီကနေစလိုက်တာကဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင်လည်းဒီ2020ခုအတွင်းကိုဒီလူထုရဲ့ဆင်းရဲမွဲတေမှုကလည်းတဖြည်းဖြည်းနဲ့ပိုပြီးတိုးလာဖို့ပဲရှိရပါတော့။အဲ့တော့ဆင်းရဲသားများဆင်းရဲဆိုပြီးတော့ ChatGPT ကတိုက်ရိုက်ပြောထားတယ်။သူကတော့ poverty line ပေါ့နော်။နိုင်ငံတကာမှာဒီလူတစ်ယောက်က2ဒေါ်လာအောက်ရတယ်ဆိုရင်တော်တော်လေးကိုဆင်းရဲမွဲတေတဲ့နိုင်ငံတော်တော်လေးကိုဆင်းရဲမွေးတေတဲ့လူလို့ပြောလို့ရတာပေါ့နော်အဲ့တော့အဲ့ဒီထဲမှာမြန်မာနိုင်ငံသားဥယျာဉ်ရဲ့တဝက်ကျော်လောက်ကပါသွားပြီပေါ့နော် နီးပညာအဖြစ်ကြည့်မယ်ဆိုရင်လည်းပဲ2029ခုမှာစောင့်ကြည့်တဲ့စနစ်တွေပို့ပြီးတော့တိုးလာမယ်ပြီးရင်ဒီစက်ကောင်စီဘက်ကနေပြီးတော့ facial recognition ပါတဲ့ဒီ CCTV ကင်မရာတွေကိုမြို့ကြီးတွေမှာစနစ်တကျတပ်ဆင်ပြီးတော့လုံခြုံရေးမြို့တော်စီမံကိန်းဆိုပြီးတော့လောက်တာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါနီးပညာအဖြစ်ဖြစ်လာနိုင်တယ်အဲ့တော့2029ခုမှာခါကျတော့ digital control system ကတော်တော်လေးကိုဟိုရှိနေမယ်ပေါ့နော် ပြီးရင် online မှာလည်းဒီကာဝယ်ရေးတွေဟိုလိကလုံခြုံရေးတွေကလည်းချိန်ချောင်းမှုတွေ အများကြီးရှိလာနိုင်တယ်ပြီးရင်ဒီအရင်တုန်းကတိုးတက်ခဲ့တဲ့ဒီ step up တွေ fintech တွေ step up ဆိုတာကတော့ဒီ entrepreneur တွေပေါ့နော် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုဒီနည်းနည်းလေးကနေစပြီးတော့တည်ထောင်တဲ့သူတွေပေါ့နော်တပြည့်ပြည့်နဲ့ကြီးလာတာဒီ fintech ဆိုတာကကြတော့ကျွန်တော်တို့ technology ကိုအတုံးပြုပြီးတော့ဘန်နာရေးနဲ့ချိတ်ဆက်ပြီးတော့လုပ်တာပေါ့နော်ဟုတ် ခေပေးတို့ဝေပေးတို့ဒီလိုမျိုးဥပမာတွေပေါ့နော်အဲဒီဟာတွေကကြာလာတဲ့ခါကျရင်ပေါ့နော်2020ခုမှာဆိုရင်စီးပွားရေးမတည်ငြိမ်တဲ့အတွက်ကြောင့်မလို့ကြဆင်းတာမျိုးတွေဖြစ်လာပြီးတော့လူငယ်တွေဘက်ကနေပြီးတော့ဒါကိုတိုးတက်အောင်လုပ်မယ်လို့ခံမှန်းရတယ်ပေါ့နော်အဲဒီလိုနဲ့2028ရောက်လာတဲ့အချိန်မှာနိုင်ငံရေးကတော့ဒီပြည်တွင်းစစ်အခြေအနေကတော့တော်တော်လေးကိုပြင်းထန်လာနိုင်တယ်ဒီစစ်ကောင်စီရဲ့ကာကွယ်ရေးဌာနမှာ defection တွေပေါ့နော် defection ဆိုတာကတော့ဘက်ပြောင်းတာပေါ့နော်စစ်ကောင်စီအောက်ကနေပြီးတော့တချို့ဖွဲ့တွေကဘက်ပြောင်းပြီးတော့ ဒီတခြားစန့်ကျင်ဘက်ကိုခိုးလုံလာတာမျိုးတွေဒါမှမဟုတ်လည်းတခြားဖက်တွေရောက်လာတာမျိုးတွေဖြစ်လာတတ်တယ်။ပြီးရင်လူထုထောက်ခံမှုတွေကလည်းဒီသူတို့ပေါ်မှာဟန့်တားတာတွေဖြစ်လာနိုင်နေပေါ့နော်။အဲ့တော့စက်တက်ထဲမှာအုတ်ချုံမှုတွေကပြိုကွဲလာနိုင်တယ်လို့ AI ကတုံးတက်ထားတာရှိတယ်။2028မှာမြန်မာရေးကိုဦးတည်ပြီးတော့ Federal Union ဒီဆောက်ဖို့အတွက်စပြီးတော့စဉ်းစားလာတာမျိုးတွေရှိလာနိုင်တယ်။ကမ္ဘာကူလာတမကာနဲ့ ASEAN တို့ကလည်းဒီမြန်မာနိုင်ငံရေးကို ဒါစစ်တပ်ရဲ့ထိန်းချုပ်မှုအားနည်းလာနိုင်တဲ့အခြေအနေတွေကြောင့်ဒီစစ်တပ်ကိုအဆုံးတက်စေဖို့ပေါ့နော်စစ်တပ်ရဲ့အာဏာကိုအဆုံးတက်စေဖို့ကြိုးပမ်းတာတွေပို့ပြီးတော့လှုပ်လာနိုင်တယ်ဒီကုလသမဂ္ဂ UN ကနေပြီးတော့ညှိနှိုင်းတာတွေလှုပ်လာမယ်ဒီအာဆီယံကနေပြီးတော့စစ်ကောင်စီဘက်ကိုဖိအားပေးပြီးတော့ငြိမ်းချမ်းရေးဖန်တီးဖို့အတွက်စူးစမ်းတာမျိုးတွေလှုပ်လာနိုင်မှာပေါ့နော်ကျွန်တော်တို့တည်ကြတဲ့55 consensus ကိုလည်းတိုးတက်အောင်ဆောင်ရွက်နိုင်တယ်ပေါ့နော်အဲ့တော့ UNG ဒီတိုင်းနာဖွဲ့စီတွေပြီးရင်စက်ကောင်စီသူတို့ကိုတခုခုပြုတ်လို့စီပေါ့အတွက်တိုက်တော်နာမျိုးတွေဖြစ်လာနိုင်နေပေါ့နော်ဒါက2028နဲ့မှဖြစ်လာနိုင်နေပေါ့နော် ပြီးရင်လည်းလူသားမျိုးနဲ့တုံတက်ဖြတ်မှုများအတွက်ပေါ့နော်အဲ့တော့စစ်ရာဝေမှုတွေကိုကျူးလွန်ခဲ့တဲ့လူတွေကိုလည်းတာဝန်ယူတာဝန်ခံရဖို့အတွက်အရေးယူတာတွေပို့ပြီးတော့လှုပ်လာနိုင်တာတွေ့ရလိမ့်နိုင်နေပေါ့နော်ဒါ2028မှာဖြစ်လာနိုင်တဲ့နိုင်ငံရေးပေါ့နော်အဲ့တော့စီးပွားရေးအရာခါကြတော့ဒီပြည်တွင်းမှာစစ်ဖြစ်နေတဲ့ပြည်ပခါတွေက တောက်ရှောင်းဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ဒီနေဆက်ကုန်တွေကလည်းပုံမှန်တိုင်းပြန်ဖြစ်လာမယ်တဘာဝတန်ဇာတပုံကုန်တွေကလည်းဝင်ငွေတွေရရှိနေမယ်ဆိုရင်တော့စီးပွားရေးကအတိုင်းအတာတစ်ခုတည်းတော့ခိုင်မာလာမှုတွေဖြစ်လာနိုင်တယ် ဒါပေမဲ့အနာဂတ်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကကြတော့ပြည်တွင်းကနိုင်ငံရေးတည်ငြိမ်မှရမယ်ဒါစစ်ပစ်တာရေရော့နယ်ဝါမှရမယ်ဥပဒေစိုးမိုးရေးတွေပါကောင်းလာမှရမှာပေါ့နော်အဲ့ဒါမှပဲနိုင်ငံခြားရေးနှိမ့်ညွန့်နယ်တူတွေကမြန်မာနိုင်ငံထဲကိုဝင်လာမှာပေါ့နော်အဲ့တော့2017 2019လုံကမြန်မာနိုင်ငံမှာဒီနှစ်စဉ်600ခန့်လုံးကြော်ကြော်လောက်စီးပွားရေးတိုးတက်တယ်လို့ ပြောခဲ့တယ်ဗောနော်အဲ့ဒါအခုနောက်ပိုင်းမှာကြတော့2028မှာတော့အလောက်ထီတော့မရဘူးဗောနော်ဒါပေမဲ့အဲ့လိုမျိုးပြန်ရအောင်စူးစမ်းတာမျိုးတွေဖြစ်လာနိုင်လို့ပြောတယ်အန်ယူဂျီကဒီ2028အထိမြန်မာစီဝါရေးကိုထိန်းချုပ်နိုင်တဲ့အစိုးရမဟုတ်သေးဘူး စစ်ကောင်စီဘက်ကလည်းဒီစီးပွားရေးကိုမတီငိမ့်တီငိမ့်အောင်မလုံနိုင်သေးဘူးပေါ့နော်မတီငိမ့်အောင်လုံနိုင်ရရဲ့ရှိကောင်ရှိနိုင်တယ်ပေါ့နော်အဲ့တော့စီးပွားရေးတိုးတက်မှုကမဖြစ်လာသေးဘူးပေါ့နော်ဒါပေမဲ့ PDF တွေဒီ EAO တွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာကကြတော့ဒီစီးပွားရေးတွေကအနည်းငယ်ပြန်တက်လာတာမျိုးတွေရှိနိုင်တယ်ပေါ့နော် AUG ဘက်ကဓာတ်ရိုက်တုံဆွဲနိုင်တယ်ဒီနိုင်ငံခြားရေးနှုန်းဘက် FDI တွေကမရှိသေးဘူးပေါ့နော်အဲ့တော့ AUG ဘေးကတော့တဖြည်းဖြည်းနဲ့တော့အတုံးများလာတယ်ဒါပေမဲ့တရဝန်ဗန်ဒါရေးစနစ်နဲ့တော့ ကဘာကမတက်မတ်ရသေးဘူးပေါ့နော်2028မှာတောင်မှဒီ UNG အနေနဲ့ဒါရိုက်ကွန်ထရိုးလုပ်နိုင်တဲ့ဒီစက်မှုစုံတွေစိုက်ပျိုးရေးတွေဒီခီတွာလုပ်ငန်းတွေပြန်ဖွင့်နိုင်မယ်လို့တော့မထင်ရဘူးเนาะအဲ့တော့နီးပညာအနေနဲ့ဆိုရင်တော့ဒီကွန်ပျူတာဘိုင်းတို့ AI ဘိုင်းတို့ Technology 4.0ဖြစ်ကိုရောက်လာပြီးတော့တချို့နယ်ပယ်တွေမှာဥမာငါးဖန်းတာမွေးမြူတာဒါဒီမှာတော့မှအဆင့်မြင့်နီးပညာတွေကိုစပြီးတော့စံတက်အတုံးပြုမယ်လို့လည်းတွေးရတယ်မြန်မာလိုပြောတဲ့မီဒီယာတွေမှာဆိုရင်ဒါ LNP စတဲ့ AI နည်းပညာတွေကိုပို့ပြီးတော့တတွင်ချက်အသုံးပြုလာဖို့ရှိတယ် blockchain နည်းပညာတွေကိုလည်းပို့ပြီးတော့အသုံးပြုလာဖို့ရှိတယ်လို့ပြောတယ်ပေါ့နော် e-commerce လည်းပို့ပြီးတော့တွင်ချက်လာမယ်လို့ပြောတယ်အရင်တော့အဲ့လိုမျိုး Facebook တွေမကပဲနဲ့ Shopee ဘိုင်းတို့လိုမျိုးနေရာတွေမှာမှစပြီးတော့တုံးလာမယ်လို့ပြောတယ်ပေါ့နော် KBZ Pay ကတကယ်တမ်းပြောရင်2019မှာလောကပြောခဲ့တာက 2029ဒီဆယ်နဲ့အတွင်းမှာ UKP ကိုတုံးတဲ့သူကတန်30လောက်ရှိမယ်ဆိုပြီးတော့ရည်မှန်းထားတာရှိရပါတော့။အဲ့တော့အဲ့လိုမျိုးအခက်အခဲကြားတွေကနေပြီးတော့တူရောလည်းစူးစမ်းတာမျိုးတွေရှိလာနိုင်တယ်ပေါ့နော်။2029ရောက်လာတဲ့အချိန်မှာဒီနိုင်ငံရေးကမြန်မာပြည်အတွက်တော့အားရစရာ ရှိလာနိုင်လို့ပြောတယ်။ပြည်တွင်းစစ်တွေကတော့စိုးတော့စိုးွားနေဆုံးပဲ။ဒါပေမဲ့ဒီစစ်တပ်ဘက်ကနေပြီးတော့အာဏာကဖုံးလွှမ်းနိုင်စွမ်းမရှိတော့ဘဲနဲ့တပြည်ပြည်နဲ့ပို့ကြလာတယ်။ဒါကိုနိုင်ငံတကာစိတ်ဝင်စားတဲ့လူတွေကလည်းဒီလိုပဲတုံ့တက်ကြတာပေါ့နော်။ပြီးရင်လည်း ဒီစစ်တပ်တွေကနေပြီးတော့အုတ်ချုပ်ရေးဘိုင်းဆိုင်ရာကွဲလွဲတာတွေဖြစ်လာနိုင်တယ်လို့ပြောတယ်။ AUG နဲ့ EO တွေဖတ်မှခါကြရင်တော့ဒီပြည်တော်စုဖက်ဒရယ်အစိုးရခြေခံဥပဒေဖွဲ့စည်းတာတွေဖြစ်လာနိုင်တယ်။ဒေါအောင်ဆန်းစုကြည်နဲ့ဒီနိုင်ငံရေးအကျဉ်းသားတွေကိုထုတ်လုပ်ဖို့အတွက်ညှိနှိုင်းစဘာဝိုင်းတွေကတော့နဲတော့နဲလာမယ်။ဒါပေမဲ့တခြားလှုပ်ရှားမှုတွေကတော့များလာနိုင်တယ်ပေါ့နော်။ ICJ ဖက်ကနေလည်းစီရင်ချက်တွေကပို့ပြီးတော့ ထုတ်လာတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့စီးပွားရေးပိုင်းမှာဆိုရင်လည်းဒီ2029မှာအင်ယာဥယင်ဖန်တီးတာတွေကလည်းပုံပြီးတော့များလာနိုင်တယ်ကိုယ်စင်းနှုံးတွေကိုလည်းဒီ2029မှာပုံပြီးတော့ထိန်းချုပ်လာနိုင်တယ်အကယ်၍သာဒီအစိုးရရဲ့ဒီဗန္ဓာယဝန်ကြီးဌာနနဲ့ဘူပန်နေရတာစနစ်တကျလေးနဲ့တခြားလုံးမယ်ဆိုရင်ဒီ2029မှာကြက်ငွေတံပိုးတွေကပို့ပြီးတော့တည်ငိမ့်လာမယ်လို့ပြောတယ်ပေါ့နော်ပြီးတော့ဒီဥရောပနဲ့ယူရိုးနဲ့ US ကနေပြီးတော့ပိတ်ဆို့ထားတဲ့ ဒဏ်ခံမှုတချို့တွေကိုလည်းဖြေလျှော့လာနိုင်တယ်လို့လည်းပြောတယ်ပေါ့နော်။2029ရဲ့နီးပညာမှာခါကြတော့ဒီမြန်မာနိုင်ငံရဲ့ဒီလူငယ် developer တွေ ID ပညာရှင်တွေကပြည်တွင်းထဲကို ပြန်ဝင်လာတာမျိုးတွေရှိလာမယ်အခုအချိန်မှာ software တွေတချို့ကိုဒီပြပောက်ကိုလှမ်းပြီးတော့ခိုင်းရတယ်ဆိုပေမဲ့လည်း2029မှာတော့ဒီလူငယ်ပညာရှင်တွေကပြည်တွင်းထဲကိုအများကြီးပြန်ဝင်လာတယ်လို့ပြောတော့မှာเนาะပြီးရင် e-government စနစ်တွေကလည်းပြန်ပြီးတော့တည်ဆောက်လာမယ်လို့ပြောတယ် digital ကဏ္ဍမှာဆိုရင်လည်းဒီ fintech စီးပွားရေးတွေပို့ပြီးတော့အထောက်အပံ့ပြုလာမယ်လို့ပြောတော့မှာเนาะအဲ့တော့2030ရောက်လာတဲ့အချိန်မှာနိုင်ငံရေးက ီတကဘာလုံးကပို့ပြီးတော့အာယုံစိုက်လာမယ်လို့ပြောတယ်။ပြီးရင် sustainable development ကို SDG ရဲ့နောက်ဆုံးနှစ်ဖြစ်တယ်ပေါ့နော်။အဲ့ဒါကကြတော့မြန်မာရဲ့ဒီဖွံ့ဖြိုးရေးအညွှန်းကိန်းတွေကတခြားနိုင်ငံနဲ့ရှင်မယ်ဆိုတော့တော်တော်လေးကို ပြတ်ကျန်ခင်ခဲ့တဲ့အားနည်းနေခဲ့တယ်။ဒါပေမဲ့လည်းအဲ့ဒါကိုဒီ UN ဘက်ကနေပြီးတော့ပြန်ပြီးတော့အလေးထားပြီးတော့ထောက်မှတ်တာတွေဖြစ်လာနိုင်တယ်လို့လည်းပြောတယ်ပေါ့နော်။အဲ့တော့2030မှာမြန်မာနိုင်ငံက Federal Democracy ပြန်လည်ပြီးတော့စတင်ပေါ်လာနိုင်တယ်လို့ပြောတယ်။နိုင်ငံရေးပါတီအတက်တွေပေါ်လာတာမျိုးတွေဖြစ်လာနိုင်တယ်လို့ပြောတယ်ပေါ့နော်။ပြီးရင်ဒီ Mission ခံနေရတဲ့ဒီ Rohingya လိုမျိုးအဖွဲ့အစည်းတွေဆိုရင်လည်းပြန်လည်လက်ခံပေးဖို့ပြန်လည်နေရာချတာပေးဖို့အတွက်အစိုးရ တက်ကနေပြီးတော့ဆောင်ရွက်တာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့စီးပွားရေးပိုင်းမှာဆိုရင်လည်းဒီ2030မှာပြန်လည်ထူထောင်ရေးခေတ်တကိုရောက်မယ်လို့ခန့်မှန်းထားတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံကိုလည်းဒီနိုင်ငံခြားရေးနှီးမြှုပ်နှံမှုတွေကအများကြီးပြန်လာမယ်လို့ပြောတဲ့ရှိနေတဲ့အကျွေးတွေကိုလည်းကမ္ဘာဘဏ်ကနေပြီးတော့လည်းဒီငွေကြေးထောက်ပံ့မှုတွေကိုလှုပ်လာနိုင်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ဤပညာအားဖြင့်ဆိုရင်လည်းဒီ2030မှာတက်ခွပွင့်ခါစားတယ်ပေါ့နော်အဲ့တော့ တက်ခွပန်းလေးပွင့်ကစားအခြေအနေလိုဖြစ်လာတယ်ပေါ့နော်တကဘာလုံးမှာအရန်တိုးတက်နေတဲ့အချိန်မှာမြန်မာပြည်ကလည်း2030မှာဒီ 5G ဆက်တွေကွန်ရက်တွေနိုင်ငံအနှံ့ပြားမှာများလာမယ်ပြီးအင်တာနက်တုံးဆဲဒဲ့တူတွေလည်းပိုများလာမယ်လူကြီး60ရာခိုင်နှုန်းကြော်လောက်ကလည်း ID နည်းပညာတွေနဲ့ကျွမ်းဝင်မှုတွေဖြစ်လာမယ်ဆိုပြီးတော့ AI ကနေပြီးတော့တုံးတက်ထားတာမျိုးတွေရှိရပေါ့နော်အဲတခြားအပိုင်းတွေမှာလည်းတော်တော်လေး တိုးတက်လာမယ်လို့ပြောထားတယ်။အဲ AI အပိုင်းမှာဆိုရင်လည်းဒီစေပတ်ဆိုင်ရာယောဂရှာဖွေတဲ့အပိုင်းတွေဒီဆောင်မွေးဖြည့်ဆိုတဲ့အပိုင်းတွေတင်ကြားရေးအပိုင်းတွေမှာဆိုရင်လည်းဒီ AI ကဝင်ပြီးတော့နေရာယူနိုင်တယ်လို့ပြောတယ်။ blockchain ဒီပညာတွေလည်းတိုးတက်လာမယ်။ e-commerce တွေလည်းပို့ပြီးတော့တိုးတက်လာမယ်လို့ပြောတာပေါ့နော်။2031ကနေ2034အတွင်းမှာဆိုရင်တော့ဒီနိုင်ငံရေးကပြန်လဲတိဆောက်တဲ့နှစ်များလို့ပြောတယ်2031မှာ UNG နဲ့စစ်ကောင်စီမှဂျာမာညှိနှိုင်းမှုတွေရှိနိုင်တယ် ငိမ့်ချမ်းရေးစာချုပ်အတစ်တည်းရှိလာနိုင်တယ်လို့ပြောတယ်ဗောနော်ဒါကချက်ကြီးပီကနေပြီးတော့တုံးတက်ပြထားတာဗောနော်သူကလည်းပဲလက်ရှိ current situation တွေကိုပြန်လဲတုံးတက်ပြီးတော့ပြောထားတာဗောနော်ဒါကတော့ကျွန်တော်တုံးတက်ထားတာတော့မဟုတ်ဘူးဗောနော်ဒါ2020 2031မှာ UNG နဲ့ဒီစစ်ကောင်စီဂျာမန်ညှိနှိုင်းတာတွေဖြစ်လာမယ်တချို့အပိုင်းမှာတော့လုံးဝစိတ်ချရမှာတော့မဟုတ်ဘူးနေဆက်ဒေတာတွေမှာခါကြရင်တော့စစ်ပွဲတွေကတော့ဆက်ရှိနေမယ်လို့ပြောတယ်ဗောနော်အဲ့တော့2023နောက်ပိုင်းမှာခါရတော့ federal ရဲ့အစိုးရအဆင့် ဖြစ်လာနိုင်တယ်အဲ့တော့လူထုဆန္ဒခံယူပွဲတွေလှုပ်လာပြီးတော့ကျွန်တော် Federal Democracy ပြည်ထောင်စုကိုတည်ထောင်နိုင်တာမျိုးတွေဖြစ်လာနိုင်တယ်လို့ပြောတော့ဗောနော်ဒါက2034မှာဖြစ်လာနိုင်တယ်ခုကနေစပြီးတော့တွက်မယ်ဆိုရင်တော့ဒါ၈နှစ်လောက်တော့ကြာအောင်မှာဗောနော်စီးပွားရေးဘိုင်းမှာဆိုရင်လည်းပဲအာနာတိမီနောက်ဘိုင်းမှာဖြစ်လာတဲ့ထိခိုက်နေတာတွေကိုပြန်ယူဖို့စ조사နေတဲ့အချိန်ကာလလည်းဖြစ်တယ်ဗောနော်ပြီးရင်ပြည်ပအကျွေးတွေချုပ်ငိမ့်ဖို့အတွက်조사နေတာမျိုးတွေလည်း ်ဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒါကိုလည်းကဘာကလက်ပိုက်ကြည့်နေမှာတော့မဟုတ်ဘူးတူတူဖက်ကလည်းကုနီဗေဒါမျိုးတွေရှိလာနိုင်တယ်ပေါ့နော်2033နဲ့2034မှာခရီးသွားလုပ်ငန်းတွေကလည်းပြန်လည်ဖွံ့ဖြိုးလာတာမျိုးတွေရှိမယ်နီးပညာပိုင်းအားဖြင့်ဆိုရင်လည်းဒီ digital ဘိုင်းမှာပို့ပြီးတော့တိုးတက်လာတာမျိုးတွေရှိမယ် cloud computing နဲ့ data center တွေကမြန်မာပြည်ထဲမှာပဲတိဆောက်တာတွေဖြစ်လာနိုင်တယ်ပေါ့နော်ရွေးကောက်ပွဲတွေကိုလည်းဒါ digital ဘုံတွေစနစ်နဲ့လောက်တာမျိုးတွေဖြစ်လာနိုင်တယ်မြန်မာနိုင်ငံသားတွေအတွက်လည်းဒီ electronic ပတ်ပုံတင် ကတ်တွေထုတ်ပေးလာတာရှိတယ်ပြီးရင် e-commerce e-government service တွေကလည်းပို့ပြီးတော့တိုးတက်လာတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အာဆီယံမှာလည်းဒီမြန်မာကဝင်ဆက်လာတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့2035နှစ်ရောက်သွားတဲ့အချိန်မှာဒီနိုင်ငံရေးကခစ်ပြိုင် ဖြစ်လာနိုင်တယ်ဗောနော်အာဆီယံနိုင်ငံတွေနဲ့ခစ်ပြိုင်ဖြစ်လာနိုင်တယ်ကမ္ဘာကလည်းနိုင်ငံတကာအတိုင်းဝိုင်းတွေကိုမြန်မာကို ပြန်ခေါ်ယူတာမျိုးတွေဖြစ်လာနိုင်တယ် ဖက်ဒရယ်ဒီမိုကရေစီအစိုးရအတက်က2034နောက်ပိုင်းနောက်ပိုင်းမှာစပြီးတော့တာဝန်ယူပြီးတော့2035မှာ အချိန်ကကောင်းတဲ့စပြီးတော့တိုင်းပြည်ကိုထိန်းချောင်းနေပြီပေါ့နော်အာဆီယံဘက်ကကြည့်မယ်ဆိုရင်2021မှာစပြီးတော့ဒူလိုလုတ်ပြီးခဲ့တဲ့ဒီ5 point consensus ကိုအကောင့်အထည်ဖော်ခဲ့ကြောင်းကြီးညာနိုင်မယ်ပေါ့နော်အဲ့တော့လူမှုရေးပြဿနာတွေကိုလည်းဒီအစိုးရအတက်ဘက်ကနေပြီးတော့လက်ခံဖြေရှင်းပေးမယ်လို့လည်းပြောထားတယ်နိုင်ငံရေးပါတီတွေကလည်း အတစ်တွေပေါ်လာဖို့ရှိပါတယ်ဗောနော်အဲ့တော့စီဝါရေးအရဆိုရင်လည်းဒီ2035မှာအခုအရင်တော့အလိုပြန်ဖြစ်လာနိုင်တယ်ဗောနော်အဲ့တော့စီဝါရေးမြေတက်တော့ကတစ်နှစ်တစ်နှစ်ကို6 to 7%လောက်ရှိလာပြီးတော့ထပ်ပြီးတော့ယင်းနည်းမြုံနံမှုအတစ်တွေလည်း များလာနိုင်တယ်လို့ပြောတယ်ပေါ့နော်2019 2020ဒုံမှာတော်တော်လေးကိုဆင်းရဲခဲ့တဲ့ကျွန်တော်မြန်မာနိုင်ငံက2035မှာလူလက်တန်းစာအဖွဲကအတစ်ထပ်ပြီးတော့ပေါ်လာတော့မယ်သူတို့တွေကပို့ပြီးတော့တိုးတက်လာမယ်လို့လည်းပြောတယ်ပေါ့နော်လျှက်စစ်တပ်အားထုတ်လို့ရေးပိုင်းမှာဆိုရင်လည်းပို့ပြီးတော့တိုးတက်လာမယ်လို့ပြောတယ်နီးပညာအားဖြင့်ဆိုရင်2035မှာဒီနိုင်ငံကအဆင့်မီတဲ့နီးပညာပိုင်းတွေပို့ပြီးတော့တိုးတက်လာဖို့များတယ်အင်တာနက်လည်းတော်တော်လေးကိုမြန်လာမယ် e-commerce တွေလည်းပို့ပြီးတော့ကောင်းလာမယ် AI နီးပညာတွေ robotic နီးပညာတွေကလည်း မြန်မာနိုင်ငံမှာစပြီးတော့တုံးလာမယ်အလုတ်ကျန်းသမားတွေကိုအစားထိုးနိုင်တဲ့စနစ်တွေပါပေါ်လာနိုင်တယ်လို့ပြောတယ်ပေါ့နော်ဒါ2035မှာအဲ့တော့ AI ရဲ့တုံ့တက်ချက်ကိုပြောရမယ်ဆိုရင်တော့သူက2026ခုနှစ်ပြီးတော့2035အတွင်းမှာမြန်မာနိုင်ငံအနာဂတ်ကိုကြည့်မယ်ဆိုရင်တော့အဖက်ဖက်မှာပေါ့နော်တဖြည်းဖြည်းနဲ့တိုးတက်လာတာတွေတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒီစီးပွားရေးပိုင်းမှာဆိုရင်လည်းပဲဒါလူထုအနေနဲ့တော်တော်လေးကိုထိခိုက်ခံရတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းပြည်လည်လာမယ်လို့ပြောတယ်ဤပညာအရာဆိုရင်လည်းနောက်ဆုံးမှာတော့ကျွန်တော် AI နိပညာတွေ blockchain နိပညာတွေလှင်လင်းမြန်မြန်နဲ့တိုးတက်လာနိုင်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံကဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ federal democracy စနစ်အတစ်ကိုတည်ဆောက်လာနိုင်မယ်လို့ ChatGPT ကတော့တုံ့တက်ပြီးတော့ရေးပြထားပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ကောနောက်10နှစ်အတွင်းမှာမြန်မာနိုင်ငံရဲ့အကြောင်းကိုဒီလိုမျိုးတိတိကျကျလေးစဉ်းစားဘူးတလား ဘလို့ဖြစ်လာနိုင်မယ်လို့ထင်ပါလေ။အဲ့တော့မိတ်ဆွေရဲ့ထင်မြင်ချက်ကိုကိုမတ်မှာရေးခဲနိုင်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာလောက်တာကတော့အခုနောက်ဆုံးပေါ်လာတဲ့ ChatGPT 4.5ရဲ့အဲနောက်ဆုံးပေါ် feature ဖြစ်တဲ့ Deep Research ရဲ့ကိုတုံးပြီးတော့ ChatGPT AI ရဲ့တုံးတက်ချက်ကိုကျွန်တော်စနစ်တကျလေးနဲ့ ပြုစုပြီးတော့ပြောပြပေးတာပါအဲ့တော့မိတ်ဆွေအနေနဲ့အတွေးတွေပါတယ်ရှိတယ်ဆိုရင်လည်းကွန်မန့်မှာရေးပေးခဲ့ပါကျွန်တော်ဆက်ပြီးတော့တခြား AI တွေကရောဘယ်လိုတုံ့တက်ပြလဲဆိုတာကိုပြောပြပေးပါမယ်ကျွန်တော်တို့ခက်က AI ခက်ဖြစ်တဲ့အကြောင်းမလို့ဒီနည်းပညာတွေကိုမတီးလို့မရတော့ပါဘူးဆက်ပြီးတော့ဒီနည်းပညာတွေကိုလေ့လာဖို့လည်းလိုပါသေးတယ်ဗီဒီယိုကိုဒီတိကြည့်ပြတဲ့အကြောင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့ ီ AI နဲ့ပတ်သက်တာတွေနည်းပညာနဲ့ပတ်သက်တာတွေပြီးရင်တခြား trending ဖြစ်တဲ့ topic တွေကိုကျွန်တော်ဒီလောက်မျှဝေတာမျိုးတွေလုပ်ပေးမှာဖြစ်တဲ့ကြောင့်မလို့ဒီ channel ကို like and subscribe လုပ်ထားနိုင်ပါတယ်။ဗီဒီယိုဒီဒီကြည့်ပြီးတော့ကျွန်တော်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။